ဖုန်းညာလုံးဝပြင်းမှုကောင်းလာပါပြီ။ကွာလို့မြင်တဲ့သူတွေအတွက်ကိုဒီကောင်ထွက်လာတယ်လို့ထင်တယ်။ကင်မရာကတော့အရှိအ1နဲ့ရှင်မယ်ဆိုရင်ယာလုံးဝ upgrade ဖြစ်သွားတယ် pro ဖြစ်သွားတယ်လို့ပြောလို့ရတယ်။ Alright ဒီတစ်ခေါက်ကတော့ pro ဖြစ်သွားတဲ့ဖုန်းတစ်လုံးလေးကြောင်းပါ။အရင်က CM phone 1နဲ့ကကျွန်တော်ဗီဒီယိုလုပ်ခဲ့ဘူးတယ်အားလုံးလည်းစိတ်ဝင်စားခဲ့တယ်အခုဖုန်းမကနေပို့သွားတာက phone 2 pro ဒီဖုန်းလေးကဘယ်လောက်ထိကောင်းလဲဘာကြောင့် social media မှာ hot နေရလဲအဆုံးလေးကြည့်ရပါဦး ဈေးကတော့ RAM 8 128GB ကို13သိန်း2000နဲ့မှ9000ပဲကြမယ်။ CMF Bags နဲ့တွဲပြီးဝယ်မယ်ဆိုရင်တော့13သိန်း9000 2000ဝင်းကျင်လောက်ပဲကြာပါပေါ့နော်ဒီဖုန်းကို unbox လုပ်ရတဲ့ HPN ကအစသူ့ဈေးနဲ့ဆိုရင် attention to detail တော်တော်ကြီးကိုဖြစ်လွန်အားကြီးတယ် type c ပုံစံဆင်းပင်ကအစအကုန်လုံးကကွဲထွက်နေတာလက်တော်ထွက်ထားခဲ့တဲ့ဖုန်းတွေအားလုံးနဲ့ကြော်ရီခြုံကြီးရတပ်ပဆိုရင်တော့ nothing no cmf တို့က design တော်တော် unique ဖြစ်တယ်လို့ပြောလို့ရတယ် ။ nothing ဆိုရင်လည်းသူ့ရဲ့ clip တွေနဲ့ပေါ့နော်။ဒီကောင်ကလည်းကိုင်ရတဲ့ fee ကဘယ်ဖုန်းထဲမှာမတူတာ။ဒါဆိုမသိရင် gut to တစ်ခု cyber တစ်ခုကိုင်နေရတဲ့ fee ပုံစံမျိုး7.8 mm ရဲ့182.5 gram ဆိုတော့တော်တော်ကြီးကိုကိုင်ရတာပါတယ်ပေါ့တယ်။အထာကြတယ် mic တွေပေါ့ဗျာ။ color ကတော့ဒီမှာထူးတုံးလေးသွားတာပေါ့။ဒီအောက်ကအဝိုင်းလေးကတော့ဖုန်းနဲ့တသားတည်းဖြစ်သွားတာပေါ့နော်။ဆိုတော့ဖြုတ်လို့ရသေးလားဆိုရဲအခြေအနေတစ်ခုမှာပဲဖြုတ်လို့ရတယ်။ ဒီကောင်လေးကိုကျွန်တော်တို့ကကျိုးလေးနဲ့တွဲပြီးသုံးလို့ရတယ်။ဒီနောက်ကစကူလေးခုလုံးဖြုတ်မယ်ဆိုရင်လည်းနောက် body တစ်ခုလုံးကောက်ပြီးဖြုတ်လို့ရတယ်။အဲ့ဒါကမှမ IP54 certified ဖြစ်တဲ့ဖုန်းပေါ့နော်။ဒါဒီဈေးမှာဘယ်ဖုန်းမှမရတဲ့ feeling မျိုးပဲ။ကျွန်တော်တို့ဒီ lens လေးမှာလည်းသူကနောက်ထပ် lens နှစ်ခုထပ်ပြီးတော့တက်လို့ရတယ်။ fish eye တက်မလား၊ macro တက်မလား။ဒါပေမဲ့အဲ့လိုမျိုးတက်ဖို့ကိုနောက်ထပ် original cover တစ်ခုထပ်တက်ရတယ်ဆိုတာကလည်းတိတ်တော့အလုပ်မဟုတ်ဘူးပေါ့နော်။ anyway ြုတ်ဝတ်တက်ရတာတော့တော်တော်ကလိလို့ကောင်းတဲ့ဖုန်းပေါ့နော်အဲစိတ်မကောင်းတာကတော့ဒီတစ်ခေါက်မှာအဲ့လိုစမ်းပြဖို့အတွက် accessory လေးတော့မပါလာဘူးနောက်တစ်ချက်ကတော့ဒီကောင်းရဲ့ button placement ပဲပေါ့နော်သူ့ရဲ့ power button နီးပြီးလို့ကျွန်တော်ရေးထင်ခဲ့တာဒါပေမဲ့အဲ့ကောင် power button မဟုတ်ပဲနဲ့သူ့ရဲ့ essential button လေးတွားပြီးလို့ဖြစ်တာပေါ့နော်စစကိုင်းကြီးမှာမှတ်နေပြီဒါပေမဲ့နည်းနည်းကြာသွားတော့လေဟောโอเคမတူဘူးပေါ့မတူလို့ခံစားရတဲ့အချိန်မှာလေတကယ်သုံးနေသူဆိုပို့ပြီးတော့တည်တာမှာသူက အဲ့လို power pattern နဲ့သူ့ရဲ့ဒီ accession pattern လေးကနည်းနည်းလေးထက်ရှား꽌ကို꽌တယ် fashion တွေကတော့ phone tree တွေတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတစ်ချက်နေမယ်ဆိုရင်နှုတ်ရောက်မယ်ဖိထားမယ်ဆိုတော့ voice တော့ double press လုပ်လိုက်မယ်ဆိုရင်သူ့ရဲ့ accession speed တွေကိုတိုင်းပြီးတော့တွားရမှာတိုင်းပြီးတော့တွားမှာ anyway ကြံတဲ့ software ပိုင်းကတော့သူ့ရဲ့ level မှာတော်တော်ကြီးကို mic တယ်လို့ပြောလို့ရတယ် android 15ကို base လုပ်ထားတဲ့ nothing os 3.2နဲ့လာမှာ no bloatware everything is google app os update ကလည်းတုံးနေရမယ်အဲကင်မရာကတော့အရှိရ1နဲ့ရှင်မယ်ဆိုရင် yeah လုံးဝ upgrade ဖြစ်သွားတယ် pro ဖြစ်သွားတယ်လို့ပြောလို့ရတယ် main lens က50 megapixel နောက်ထပ် 2x tele lens ကလည်း50 megapixel ပဲနောက်တစ်လုံးက8 megapixel ultra wide lens ပြောရင် nothing phone 3နဲ့တော်တော်ကိုသွားဆင်တယ်လို့ပြောလို့ရတယ် selfie က16 megapixel ဆိုတော့ကျော်ရီနည်းနည်းလေးဆွဲကြည့်ပါမယ်။အော် selfie မှာ 32mm 27 yeah အဲ့လိုချိန်လို့ရတယ်။ selfie ကလည်းတဲမဲပါတယ်။ ရရိုက်ပြီးတဲ့အချိန်မှာလည်းနည်းနည်းလေးမဲတယ်ပေါ့နော်ဒီသေးဘာမှပြပြောစရာမရှိဘူးဒါပေမဲ့ကျော်ဒီမဲရဆိုတာအဲ့ပေါ့အပြင်အယောင်နဲ့အနီးဆက်ဆုံးထွက်တယ်ပေါ့နော်အဲ့လိုနင်းကန်ပြီးတော့အသားကိုသွားပြီးတော့မဖြူပေးဘူးဒါနဲ့ natural sand နဲ့ကောင်လိုပဲကျော်ဒီတစ်ချက်ပြောကြတာပေါ့နောက်ထပ် nothing 3ရနေတူတာသူရဲ့ display ပေါ့နော်6.77ကိုမှ 4G plus resolution နဲ့လာမယ် fidelity ကလည်း3000 120hz ရတဲ့កောင်မျိုးလေးပေါ့เนาะ backery symmetric ဖြစ်အောင်လုပ်ထားတာလေသူ့ဈေးနဲ့သူအထာတော့ကြတယ်မိုက်တယ်ဗျာအတခြား media check damage 9300 pro တို့ငါတို့ media amp power battery ပါလာမယ်အဲ့ဒါပေါ်မှာ battery power fast charge အမြင်အားသိလို့ရမယ်ပြီးတော့ micro sd slot အဲ့ဒါတွေကတော့ကျွန်တော်တို့ share cmf phone one နဲ့မကွာဘူးလို့ပြောလို့ရတယ်ဆိုတော့သူတွေအတွက်လည်း ဖုန်းညာလုံးဝပြင်းမှုကောင်းလာပါပြီ။ကွာလို့မြင်တဲ့သူတွေအတွက်ကိုဒီကောင်ကထွက်လာလို့ထင်တယ်။ plastic body မှန်တိတာနေရတော့မှအဲ့လိုအာ plastic body တုံးထားပါတယ်ကွာဆိုပြီးနှာခေါင်းမရှုံဖြစ်တဲ့ဖုန်းကဒီကောင်တွေကကျွန်တော်ပထမဦးဆုံးပဲ။တခါလာလဲဒီ SOC တခါလာလဲဒီ battery တွေနဲ့အဲ့လိုထွက်လာတဲ့ဖုန်းတွေနဲ့ရှင်းမယ်ဆိုရင်တော့ဒီကောင်ကလည်းနည်းနည်းပို့ပြီးတော့ပုံစံနေဗျာ။ကြည့်နေတဲ့သူတွေကရောဒီ CMF Phone 2 Pro ကိုဘယ်လိုမြင်လဲအောက်က comment လေးမှာတစ်ချက်တော့မှတ်ခဲ့ပြီပါ။ကျွန်တော်ကတော့သဘောကျရယ်ပေါ့နော်။ တောင်းချင်ဖြစ်ပါတယ်အားလုံးဟုတ်စပါ